။တနင်္လာနေ့မှာဒီတပတ်တာကာလတော့မှာပေါ့နော်။ကံအရင်ညက်တဲ့ပထဲမှာတော့မရှိဘူး။တို့တော့ဗာလီတွေပဲလုံနေလုံနေလုံနေတဲ့လုပ်ငန်းကံကံတွေအလွဲလွဲချော့ချော့အမှတ်မှအယွန်းလေးဖြစ်စီတတ်တော့တတိထားပြီးတော့ဆောင်ရွက်ဖို့လိုတယ်။ဒီချိန်ကာလမှာပေါ့နော်။ကံကြမ္မာရဲ့အလှည့်ပြောင်းပြီးနေကြအောင်ပေါ့နော်။ဘောပါနဲ့စိတ်ညစ်စရာစိတ်ပင်ပန်းစရာစိတ်ရှုပ်ထွေးစရာလေးတွေကျင်ဝဆုံရမယ်။အဲတော့မလုံဖြစ်တာလေးတွေလုံပြီးတော့ဆုံးရှုံးတာထိခိုက်တာနစ်နာတာကုံကြတာကုံဆုံးတာမျိုးတွေဖြစ်စီတတ်တယ်ပေါ့နော်။ အမှားယွင်းနေများတဲ့အချိန်ခါကာလလေးလေးဖြစ်တဲ့အခါမှာပေါ့နော်တရင်းနဲ့မူပြီးတော့ပြုတ်မှုဆောင်ရွက်စေခြင်းနဲ့မိမိဘာဒီပဲလုံနေလုံနေမိသားစုတွေကအစာအကောင်းမမြင်တတ်ဘူးပေါ့နော်ကလင်းလေးလားဒီမဲ့ဒီတစ်ပတ်လာကာလတည်းမှာခရုဆိုင်ပါမိမိကဝန်ထမ်းဆိုလို့ရှိရင်လည်းအလုတ်ကနေပြီးတော့ပြောင်းပြစ်ချင်တာထွက်ပြစ်ချင်တာဒီအလုတ်ထဲကနေမှာစိတ်ညစ်စရာစိတ်ဖြစ်စရာစိတ်ရှုပ်ထွေးစရာတွေမြောက်များစွာကျင်ဝဆောင်ရဖြစ်နိုင်တော့ဒီအလုတ်ထဲမှာပဲပေါ့နော်ဆစ်ရှိပြီးခတ်ပြီးတော့နော်အများသူကလည်းတင့်မြအောင်နေချင်းထိုင်ချင်းတွေကမိမိအတွက် ကန်ကောင်းစီတယ်လို့ဆရာကမြင်တယ်အဲ့တော့ကိုယ်ပိုင်စီးပွားရေးနေနဲ့ပတ်သက်ပြီးတော့လှုပ်ချင်ကန်ရင်းနေတဲ့မိတ်ဆွေတွေပေါ့နော်လုပ်ငန်းကန်ရင်းတွေအတိတ်ချဲ့ခြင်းနဲ့လုပ်ငန်းကန်ရင်းတွေထပ်ပြီးတော့ဝန်မှန်ခြင်းနဲ့လုပ်ငန်းကန်ရင်းတွေထပ်ပြီးတော့ပြောင်းလဲပြီးတော့ပြုတ်လုချင်းနေဆိုတဲ့မိတ်ဆွေတွေလည်းဒီတပတ်တာကတော့မှဆိတ်ရှိတိခံပြီးတော့စัญญက်ဈေးခြင်းတိတယ်ဘာဖြစ်လို့လဲဆိုတော့ဒီချိန်လေးမှာသွားပြီးတော့ယူရမယ်ပြုတ်မယ်ဆုံးဖြတ်လိုက်မယ်ဆိုလို့ရှိရင်ဆုံးဖြတ်ချက်လေးတွေကမြန်ဆန်မင်မဲ့အလွဲအမှားယွင်းလေးတွေကြောင့်ထိခိုက်ခြင်းဆုံးရှုံးခြင်းကုန်ကြခြင်းတွေရှိတယ်အဲ့တော့ဒီချိန်ကာလမှာပေါ့နော် မိမိမှာအဖိုးတန်တဲ့ရွှေတဲ့ပစ္စည်းတွေရနာပစ္စည်းတွေလည်းကြပြောက်တတ်တယ်ကုန်ကြတတ်တယ်ဆုံချုံတတ်တယ်တခုခုခံရတာလीเนาะအများလူတွေရန်လိုမှုတွေပြိုင်လိုမှုတွေစိုင်းလိုမှုတွေဒီဘက်တာကာလတမများတယ်တင်းမှုတွေတာလို့မရအထူးတက်လက်ပြင်းစပ်အိမ်ကြီးအိမ်တော်ကြီးတွေနဲ့ပတ်သက်ပြီးတော့လည်းကစားကစားတွေဖြစ်တယ်အိမ်တော်မတ်တက်ပတ်သက်ပြီးတော့အမြင်မကြည်တာမျိုးတွေများနေတယ်။ငွေရတော့ချစ်နေတဲ့ပတ်သက်လို့စိတ်ကျဉ်စရာစိတ်ပင်ပန်းစရာစိတ်ချုပ်ပြီးမိမိချစ်သူကမိမိကိုထားခဲ့ပြီးတော့တခြားတယောက်နဲ့ပတ်သက်သွားတာမျိုးတွေလည်းကျွမ်းဝဆုံးဝတတ်တယ်။ ဲ့တော့ဒီဘက်ကကလည်းမတနင်္ဂနွေသားသမီးတွေကပေါ့နော်အရေးကြီးတဲ့ပြောစရာစူစရာကိစ္စတွေရှိတယ်ဆိုရင်ခရမ်းရောင်ပါတဲ့အဆောင်လေးတခုဒါမှမဟုတ်အဝတ်လေးစွပ်ပြီးတော့သွားမယ်ပြောမယ်ဆိုရင်ကန်ဒီယာအထောက်ပံ့ရတယ်အချိုးပြုတ်စီတဲ့ခဏန်းကြီးရတော့၃ခဏန်းနဲ့၈ခဏန်းဖြစ်တယ်နော်အဲ့တော့ကျမ်းမာရေးတွေနဲ့ပတ်သက်ပြီးတော့ဥကောင်းတို့ဝိုင်းပတ်ကျိုးနည်းနည်းဒုက္ခပေးတဲ့အချိန်ခါကာလဖြစ်တော့ကျမ်းမာရေးတွေလည်းနည်းနည်းဗီယူဆိုင်ပေးပါတနင်္ဂနွေသားသမီးအဲ့တော့ဒီဘက်ကကလည်းတနင်္ဂနွေသားသမီးကြမင်းတို့ကံကြမ္မာအစိုးအညံ့လေးပြပြောက်စီဖို့လို့ဆိုရင် မိမိတို့နေအိမ်ဖះမှာတူဒီမို့ဖះတဆုမှာတွားပြီးတော့ဂန်းကော်ညွန့်ဆန်ကညွန့်လှူတတ်ပြီးတော့လူရဆူတောင်းပြီးတော့လူရဆူတောင်းနိုင်ပါလေတနင်္လာသားသမီးတွေကဒီတပတ်တာကာလတို့ဒီမှာအဖက်ဖက်ကစိတ်ချမ်းသာစရာပျော်ရွှင်စရာကံကြမ္မာလေးတွေဖြစ်မယ်ပေါ့နော်တနင်္လာသားသမီးတွေမမျော်လင့်မဲနဲ့ပေါ့နော်ငွေကြေးကံနေစီးပွားကံနေအလုပ်ကံနေအမတန်ကံကောင်းတဲ့အချိန်ခါကာလဖြစ်တယ်မိမိရည်ရွယ်ထားတဲ့ရည်မှန်းထားတဲ့ကိစ္စတွေလည်းဒီတပတ်တာကာလတို့မှာဖြစ်မယ် မိမိဆုံးရှုံးပြီလို့ထင်ထားတဲ့အရာတွေလည်းဒီတစ်ပတ်ထဲမှာပြန်လဲပြီးတော့ရရှိမယ်ပေါ့နော်ဒီတစ်ပတ်ကာလတုန်းကမိမိအနစ်နာခံခဲ့ရတဲ့အရာတွေကဝန်ထမ်းတွေဆိုလို့ရှိရင်ဒီတစ်ပတ်ထဲမှာပေါ့နော်ကြီးခဲ့တဲ့လူတွေရဲ့နော်မိကောင်းဆွေကောင်းတွေနဲ့ပတ်သက်ပြီးတော့အကူအညီချင်းဖိမချင်းအဲ့တော့ယာဒုထနာတွေကစတိုးပွားမယ်တိုးတက်မယ်အပြောင်းလဲအပြောင်းရွှေ့တွေတော့တနင်္လာသမီးရဲ့ဂျုံရမယ်ကိုပိုင်စီပိုင်တွေလုံနေတဲ့လုပ်ငန်းရှင်တွေဆိုလို့ရှိရင်အလုံးနဲ့ပတ်သက်ပြီးတော့ပြောင်းကျင်တာရွှေ့ကျင်တာအလုပ်တွေတွေထပ်ပြီးတော့ချက်တွင်ကျင်တာလုပ်ငန်းအစ်တွေစကျင်တာမျိုးတွေဂျုံရမယ်စုံရမယ် ငွေကြေးတွေနဲ့ပတ်သက်တော့ထူးထူးခြားခြားကိုအစဉ်ပြေတဲ့အချိန်ခါကာလဖြစ်တယ်။အဲဒီတော့တနင်္လာတောင်ကြီးကဒီဘက်သားကလည်းမအလှူကြီးတွေအတန်းကြီးတွေလည်းပေးဖို့ကြုံရမယ်ပေါ့နော်။နောက်တစ်ခုကမိမိရဲ့ရှင်သူသားချင်းတွေပေါ့နော်။ကုညီချင်းဖိမချင်းထောက်ပံ့ချင်းတွေလည်းအမြောက်များပေးနိုင်တဲ့အချိန်ခါကာလဖြစ်တယ်။အိုးညထိုင်နေတဲ့ပတ်သက်ပြီးတော့နည်းနည်းစိတ်ကတိကောက်တွေဖြစ်တတ်တယ်။စီစဉ်ထားတဲ့ကိစ္စလေးတွေအလွဲ့လွဲ့ချောချောအမှားမှားယွင်းလင်းတွေဖြစ်တတ်တယ်။မိမိဝယ်မဲ့အိုးအိညထိုင်နေတဲ့ပတ်သက်ပြီးတော့စိတ်ပုံကြတဲ့အရာတွေတော့နည်းနည်းကျဉ်းဝတ်တတ်တယ်အခက်တတ်နော်။ ဝယ်မယ်ဆိုတဲ့ကိစ္စဒီဒီလွဲချော်မှုတွေကြုံရတဲ့ဒီတစ်ပတ်တာကာလတော့ဒီမှာပေါ့နော်ပညာရေးကိစ္စတင်းတန်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့အထင်းငော်တွေဖြစ်ပြီးမှအောင်မြင်တတ်တယ်။အပြီးပါနဲ့ပတ်သက်ပြီးတော့သွားဖို့လာဖို့ပြုလုပ်ထားတဲ့မိတ်ဆွေတွေဆိုရင်ဖြီးပါခီးစင်နဲ့အင်မတန်ကံကောင်းတာဒီပြည်တွင်းနေလည်းမကြာခဏခီးစင်ထွက်ရမယ်ပြုရမယ်ပေါ့နော်။အဲဒီတော့ဘာသာရေးနဲ့ပတ်သက်ပြီးတော့ပြုလုပ်နေတဲ့ပုံကူတွေလည်းမိမိတို့အိမ်နေရာထိုင်ခင်းကိုရောက်ရှိလာတတ်တယ်။ဒီလိုပုံကူမျိုးရောက်ပြီဆိုလို့ရှိရင်အင်မတန်ကံကောင်းတော့နှမိတ်ဖြစ်တယ်ပေါ့နော်။ ဒီဘက်သာကာလာတမတနည်းသာမြေအိမ်မက်ကောင်းနေလဲမက်စီတက်တယ်ဗောနော်အိမ်မက်ကောင်းနေမက်ပြီဆိုလို့ရှင်ထီထိုးပါလို့ဆရာကအကြံဉာဏ်ပေးတယ်အဲ့တော့ဒီဘက်သာကာလာတမအချိုးပေးတဲ့ခဏလေးရ၃ခဏနဲ့နှစ်ခဏဖြစ်တယ်နော်အရေးကြီးတဲ့ပြောတရားဆိုစရာကိစ္စတွေဆောင်ရွက်စရာတွေရှိတယ်ဆိုလို့ရှင်နီညူယောင်ပါတဲ့အဝိစာဒါမှမဟုတ်နီညူယောင်ပါတဲ့အဆောင်လေးတစ်ခုကိုစောင့်ပြီးတော့သွားမယ်လာမယ်ပြောမယ်ဆိုရင်အောင်မြင်မယ် ငယ်ရတဲ့လူတွေနဲ့ပတ်သက်ပြီးတော့အခြေအနေတွေနဲ့ပတ်သက်တဲ့ OK မှာစူပြီးမဲ့အချိန်ခါကာလဖြစ်မယ်။အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့နည်းနည်းစိတ်ပုံမှန်ကြစိတ်တိုင်းမြကြတယ်အိမ်တော်ဘက်ကြောင့်စိတ်ဖြစ်စည်းကြလေးလေးနည်းနည်းစိတ်ကတိကောက်ကြီးဖြစ်တတ်တယ်နော်။ကျမ်းမာကြီးနဲ့ပတ်သက်ခြေတောက်နဲ့ခါကိုဥပတ်ပြီးတတ်တဲ့ဒုက္ခပေးတတ်တယ်။ရေရရတော့တနည်းနာရမီကံအစိုးညံ့နေတယ်ပြီးပြောကံကောင်းချင်းမင်္ဂလာလေးတွေရရှိအောင်မိမိတို့နေအိမ်ဖျားမှာစပယ်ပန်းလေးလှူတတ်ပြီးတော့အလိုရှိရာဆူတောင်းပါအားလုံးကျမ်းမာချမ်းသာပါစေ။ အင်္ဂါဗလသမီးတွေကတော့ဒီတပတ်တာကာလမှာအပြောင်းလဲအပြောင်းရွှေ့တွေအမတန်ကြုံတွေ့ရမယ်ဆုံတွေ့ရမယ်အချိန်ခါကာလဖြစ်တယ်နော်ငွေကြေးတွေနဲ့ပတ်သက်ပြီးတော့အခက်အခဲလေးတွေရှိတယ်ဒီအခက်အခဲလေးကြော်လွန်ပြီးတော့ငွေကြေးတွေပြန်လဲပြီးတော့ဥမော်လာဖို့အဆင်ပြေဖို့လို့ကိစ္စတွေရှိလာတယ်အလုံးနဲ့ပတ်သက်ပြီးတော့အဆက်တွေကောင်းနေအမတန်ကံကောင်းတဲ့အခွင့်ခါအခွင့်လန်းတွေကျင်းဝမယ်ဆုံရမယ်ပြိပတ်နဲ့ပတ်သက်ပြီးတော့သွားဖို့လာဖို့ဆုံးဖြတ်ထားတဲ့မိတ်ဆွေတွေဆိုပြိပတ်ခီးစဉ်လေးကံကောင်းတယ်ပြိပတ်နဲ့ပတ်သက်ပြီးတော့နော်ပြည်တွင်း ပြည်ပမှာရောက်ရှိနေတဲ့မိမိရှင်မျိုးသားချင်းတွေကမိမိတို့ထံပေါ့နော်အကူအညီပေးတာနော်အဆက်အသွယ်တွေပြတ်နေဆိုလို့ရှိရင်ပြည်ပကနေပြီးတော့ပြန်လဲပြီးတော့ဆက်သွယ်တာမျိုးတွေဂျုံရမယ်ဆုံရမယ်ငွေကြေးတွေနဲ့ပတ်သက်ပြီးတော့ထူးထူးခြားခြားကံကောင်းတဲ့အခြေအနေအချိန်ခါကာလတွေလည်းဖြစ်လာပြီပေါ့နော်ဝင်နေဆိုလို့ရှိရင်လည်းလာစာတွေတူမယ်ရာဒူးတွေတူမယ်เนาะအပြောင်းလဲအပြောင်းရွှေ့လေတော့ဂျုံရမယ်ဆုံရမယ်ဒီဘက်ကကလည်းမိမိတို့နေအိမ်ထိုင်ရင်းနေလည်းပတ်သက်ပြီးတော့ပြုပြင်နေတာမုံမှန်နေတာเนาะမိမိကကိုယ်ပိုင်စီးပွားရေးလုပ်နေတဲ့ဆိုလို့ရှိရင်လည်းစိုင်နေလည်းပတ်သက်ပြီးတော့ပြုပြင်ဖို့မုံမှန်ဖို့ဂျုံရဆုံရမယ် အဖိုးတန်နဲ့စက်ပစ္စည်းတွေစီးစရာရင်းရထားတယ်နော်ဖိုးတန်နဲ့ရွှေတွေစိန်တွေစက်ပစ္စည်းတွေနဲ့ပတ်သက်ဆက်စွယ်တဲ့ပစ္စည်းတွေလည်းမိတ်ဆွေရနောက်တစ်ခါဒီတပတ်လာကာလတို့မှာလက်ဆောင်ရရှိတာမျိုးတွေလည်းကျင်ဝဆောင်ရမယ်အချိန်ခါကာလဖြစ်တယ်ပေါ့နော်ငွေကြေးတွေနဲ့ပတ်သက်ပြီးတော့ဆုံးရှုံးပြီလို့ထင်ထားတဲ့ငွေကြေးတွေလည်းစပြန်လဲပြီးတော့ရရှိမယ်ဒီတပတ်လာကာလမှာငွေကြေးတွေအထူးထူးခြားခြားကန်ကောင်းတဲ့အချိန်အချိန်ခါကာလဆိုတော့ မိမိဘာတွေပဲလုပ်နေလုပ်နေထူးထူးခြားခြားကံကောင်းမယ်ပေါ့နော်အကျိုးပေးစီတဲ့အယောင်လေးကတော့အပြာယောင်လေးဖြစ်တယ်အရေးကြီးလို့သွားပြလာပြပြောပြဆူပြကိစ္စတွေရှိတယ်ဆိုလို့ရှိရင်ဒီဝစားလေးဒါမှမဟုတ်အဆောင်လေးအနေနဲ့စောင်းသွားမယ်ဆိုတဲ့အဆင်ပြေတယ်အကျိုးပေးတဲ့ခဏန်းလေးကတော့၃ခဏန်းနဲ့၆ခဏန်းဖြစ်တယ်နော် ငယ်ရွယ်လူတွေအခြေအနေနဲ့ပတ်သက်ပြီးချင်းလူနဲ့ပတ်သက်ပြီးတော့မကြာခဏစခတ်ရမှုတွေဖြစ်တယ်เนาะချင်းလူနဲ့ပတ်သက်ပြီးတော့အဆက်တွေဖြတ်သွားတာမျိုးအဆက်တွေပြတ်သွားတာမျိုးတွေကျင်းရတယ်အိမ်အောင်ရှိတဲ့အိမ်အောင်ရှင်တွေကတော့အိမ်အောင်ရေးတွေတာယာမယ်ချမ်းမြေမယ်ကြည်နူးစရာဝမ်းသာစရာတွေကျင်းရမယ်စောမယ်ချမ်းမာရေးတွေနဲ့ပတ်သက်ပြီးလို့ရှင်เนาะဥပောင်းနဲ့ပတ်သက်တဲ့ချမ်းမာရေးနားနဲ့ပတ်သက်တဲ့ချမ်းမာရေးတွေညံ့သွားတယ်အဲတော့ဒီဘက်တာကလည်းမမိမိအဆိုးညံ့တွေပြည့်ပြတ်ပြီးတော့ကံကောင်းခြင်းမင်္ဂလာများရရှိအောင်เนาะမိမိတို့နေရင်ဖျားမှာ ရွှေပန်းဒါမှမဟုတ်ရွှေလာညွန့်လေးလှူဒန်းပြီးတော့မိမိအလိုရှိရာစုတောင်းခြင်းအဖြစ်ကံတရားရဲ့အထောက်ပံ့များရရှိပါသည်လို့ဆရာစုမောင်တောင်းပေးပါတယ်ကဲဘုံသူသားသမီးတွေကတော့ဒီပတ်တာကာလအတွင်းမှာရက်ဝဲမှာရှိတဲ့မိမိတို့ရဲ့ရွှေမျိုးသားချင်းတွေဆရာသမားတွေထံမှာပေါ့နော်အဆက်တွေရလာပြီးတော့အကူအညီကောင်းအထောက်ပံ့ကောင်းတွေလည်းမဟုတ်ချမလို့ရရှိမယ်ထူးထူးခြားခြားနော်လုပ်ငန်းကံကံတွေနဲ့ပတ်သက်ပြီးတော့အမတန်ကံကောင်းတဲ့အချိန်ခါကာလဖြစ်တယ် အလုပ်နေတဲ့ပတ်သက်ပြီးတော့ကိုယ်ပိုင်စီးပွားရေးเนาะဝန်ထမ်းနေပြီးတော့ထွက်ပြီးတော့ကိုယ်ပိုင်စီးပွားရေးတွေပြုမှုဆောင်ရွက်ခြင်းနဲ့အခြေအနေသဘောထားတွေလည်းဖြစ်မယ်ကိုယ်ပိုင်စီးပွားရေးတွေပြုလုပ်မယ်ဆိုလို့ရှိရင်အမှန်တန်ကောင်းတဲ့အချိန်အခါကာလတွေဖြစ်ပြီးတော့အကူအညီကောင်းအထောက်ပံ့ကောင်းတွေကြောင့်စီးပွားလက်လာပလုပ်ငန်းအောင်မြင်မှုတိုးပွားမှုတိုးတက်မှုတွေကျင်းပဆောင်ရမယ်ဝန်ထမ်းတွေကတော့လက်ရှိမှာပြုလုပ်နေတယ်ဆိုလို့ရှိရင်လည်းအလုပ်ထဲမှာစိတ်မဝင်စားတာစိတ်မပါတာเนาะ လုပ်ပေါ်ကင်မဲ့တွေနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာစိတ်ရှုပ်ထွေးစရာတွေကျုံရမယ်ဆုံးမယ်အလုပ်တွေကနေပြီးတော့ပြောင်းပြစ်ချင်လာအောင်လဲစိတ်ဖြစ်စည်းမှုတွေညာနေတတ်တယ်ဒီချိန်ကာလမှာအလုပ်ကင်တွေနဲ့ပတ်သက်ပြီးတော့ဝန်ထမ်းမှာမှလုပ်အောင်မှဆိုလို့ရှိရင်မပြောင်းမရွှေပဲနဲ့ဒီညာလေးမှာတည်မြဲအောင်အဆင်ပြေအောင်ပြုလုပ်ပါလို့ဆရာကအကြံဉာဏ်ပေးချင်တယ်ပေါ့နော်ပြောင်းသွားမယ်ရွှေ့သွားမယ်ဆိုလို့ရှိရင်တက်တက်ပို့ပြီးတော့စိုးစီတက်တယ်ဒီချိန်ကာလလေးမှာတိခန့်ခြင်းမမိအတွက်အောင်မြင်မှုပါပဲเนาะ နေရာထိုင်ခြင်းနေနဲ့ပတ်သက်ပြီးတော့အဆောက်အဦနဲ့ပတ်သက်ပြီးတော့မတိကြမရေရာမျိုးတွေတဲကျုံရမယ်စုံရမယ်ပေါ့နော်ဒီလိုတာကာလအတွင်းမှာပေါ့နော်ဝေခွေးကခက်တတ်တယ်ဆုံးဖြတ်ခက်ခက်တတ်တယ်လုပ်ငန်းကနှစ်မျိုးလုပ်ချင်တယ်နော်တွားကျင်တဲ့ခီးကိစ္စတွေလည်းနှစ်မျိုးနှစ်နိုင်ငံတွားကျင်တယ်လာကျင်တယ်ဒါမှမဟုတ်မြည်တွင်းကိုပဲဟိုမျိုးတွားရင်ကောင်းမလားဒီမျိုးတွားရင်ကောင်းမလားစိတ်တည်တွေးရတယ်ဖြစ်တယ်အိမ်တွင်းအိမ်တော်ကြီးတွေနဲ့ပတ်သက်တော့စိတ်ပတိအောက်လေးတွေဖြစ်တဲ့စိတ်ညစ်စရာစိတ်ပင်ပန်းစရာစိတ်ရှုပ်ထွေးစရာမျိုးတွေတဲ့ကျင်ဝတ်မယ်စွန့်မယ် ငွေရတဲ့လူတွေကတော့မင်္ဂလာတည်းမှာပဲเนาะအခြေအနေနဲ့ပတ်သက်ပြီးတော့ကံကောင်းတယ်လို့ပေါ့เนาะစေစက်ချင်းကြောင်းလန့်ချင်းဒီအချိန်ကာလမှာအမတန်ကံကောင်းတဲ့မင်္ဂလာနမိတ်တွေရှိလာပြီပေါ့အကျိုးပြုစီတဲ့အကျိုးပေးစီတဲ့အယောင်လေးကတော့အစိမ်းအောင်လေးဝတ်ပြီးတော့သွားမယ်လာမယ်ပြောမယ်ဆိုမယ်ဒါမှမဟုတ်အစိမ်းအောင်ပါတဲ့ပစ္စည်းလေးတစ်ခုကိုစောင်းပြီးတော့သွားခြင်းလာခြင်းပြောခြင်းဆိုခြင်းကမိမိအတွက်အောင်မြင်မှုတစ်ခုပါပဲအဲ့တော့အကျိုးပြုစီတဲ့ဂဏန်းလေးကနှစ်ဂဏန်းနဲ့ခွန်ဏန်းဖြစ်တယ်เนาะဒီတစ်ပတ်တာကာလမှာ ဲ့တော့အိမ်တော်ကြီးလေးတွေအခုတစ်ခေတ်အနောက်ဆက်တိုက်ခိုက်နေတယ်နည်းနည်းလေးတတိမူပါကျမ်းမာရေးတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ခါနဲ့ပတ်သက်တာနော်ရားရံပြီးတော့အနာတရားတွေဖြစ်တာမျိုးတွေနော်အစိတ်ရှိတဲ့တရားဝါတွေရဲ့ကြိုက်ခဲခြင်းတွေခံတတ်တဲ့အရာလေးတွေခူးဆက်ဒီတစ်ပတ်တာကာလမှာမိမိရောင်းချင်နေတဲ့ အိမ်ကိစ္စတွေမြေကိစ္စတွေဆိုရင်ကျင်းတွေဒီဘက်တာကလာမှာဈေးကောင်းကောင်းနဲ့ရောင်းတဲ့ရောင်းခတ်ဖို့ကဉ္ညမနမိတ်တွေတွေ့တယ်။အဲ့တော့ဒီဘက်တာကလာဒီမှာမိမိကဉ္ညမအစိုးညံ့လေးတွေပြင်ပြပြီးတော့ကံကောင်းအောင်ဆိုလို့ရှိရင်မိမိတို့နေပြမှာမေမျိုးပန်းလူပြီးတော့လူရဆူတောင်းပါ။ဟောဂျာပိသတ္တမိတွေအားလုံးမင်္ဂလာပါ။ဂျာရပိသတ္တမိတွေကဒီဘက်တာကလာဒီမှာပေါ့နော်။ကံရရဲ့အထောက်ပံ့လေးတွေကြောင့်ဒီဘက်ခေးစဉ်နေနဲ့ပတ်သက်ပြီးတော့သွားခြင်းလာခြင်း အဖက်ဖက်ကပေါ့နော်ကံကောင်းခြင်းတွေရှိမယ်ပြိပတ်ကိုမကြာခဏသွားခြင်းလာခြင်းနဲ့စိတ်ကြီးဒါမှမဟုတ်ပြိပတ်နဲ့ဆက်ဆက်ပြီးတော့လုံနေကိုင်းနေတဲ့ကိစ္စတွေထူးထူးခြားခြားအောင်မြင်မယ်ခီးဒီသွားခြင်းကမိတ်ဆွေတဲ့အမတန်ကံကောင်းတဲ့အချိန်ခါကာလလို့ပြောမယ်နောက်တစ်ခုကနေရာတစ်ဒေတာတစ်လုပ်ငန်းအတစ်ပေါ့နော်အစီအစဉ်တစ်များတဲ့အထူးကောင်းမှုနဲ့အချိန်ခါကာလပါပဲဒီတပတ်တာကာလမှာကြာပြီးသားသမီးတွေကခီးသွားတဲ့လုပ်ငန်းတွေလုပ်နေတဲ့သူတွေဆိုလို့ရှိရင်အမတန်ကံကောင်းတဲ့အချိန်ခါကာလဖြစ်တယ်နောက်တစ်ခုကကြာတာသားသမီးတွေဒီဘက် ထဲမှာပေါ့နော်မိမိနဲ့ကွဲကွာနေတဲ့မိတ်ဆွေတွေရွှေမျိုးသားချင်းတွေဆရာသမားတွေနဲ့ပတ်သက်ပြီးတော့ပြန်လဲပြီးတော့အဆက်တွေတွေရပြီးတော့အကူအညီကောင်းအထောက်ပံ့ကောင်းတွေမုတ်ချမလဲမလို့ရရှိမှာငွေချေးတွေနဲ့ပတ်သက်ပြီးတော့ဝင်နှမြလေးတွေကမတိမြဲတတ်ဘူးနော်ဝင်လာတဲ့နှစ်ဆပြန်ပြီးတော့ငွေချေးတွေပြန်လဲပြီးတော့ထွက်ထားမျိုးတွေဂျုံရမယ်စုံရမယ်အဲ့တော့မထင်မှတ်ထားတဲ့ဗာဒရီနဲ့ပတ်သက်တဲ့ကိစ္စတွေပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအခွင့်ကောင်းအခွင့်လန်းကောင်းတွေတော့ပေါ်လာမယ် ဒီမှာတာကလည်းမကြာမီတာမီနဲ့အပြီးနံနဲ့ပတ်သက်တဲ့ရောင်းဝယ်ပုံကူတွေเนาะတုတ်တန်တစ်တီနဲ့ပတ်သက်ပြီးတော့လုပ်နေတဲ့လုပ်ငန်းကဏ္ဍတွေဆိုလို့ရှိရင်စီးပွားရေးတွေထပ်ပြီးတော့တိုးချက်ရင်အမတန်ကံကောင်းတဲ့အချိန်ခါကာလဖြစ်တယ်။မီးနဲ့ပတ်သက်တဲ့လက်ဆင့်မီးနဲ့ပတ်သက်တာတွေတတိထားပါ။ပစ္စည်းတွေကပျောက်တာရှတာမျိုးတွေဂျင်ဝတ်တက်တဲ့တစ်ခုတစ်ဝက်ရင်းရနေရှိတယ်။နောက်ပြီးကျတော့အရေးကြီးတဲ့စားစားတဲ့နေပျောက်တာရှတာအရေးကြီးတဲ့စားစားတဲ့လက်မှတ်ရေးထိုးတဲ့ကိစ္စတွေအထူးတက်လေတတိထားပါ။ ဒီလိုတက်ကာလတမယာဒူးကိစ္စတွေနည်းနည်းလေးနှောက်နှီးတက်တယ်ယာဒူးကတိုးမယ်ဆိုပြီးတော့ယာဒူးကမတိုးနိုင်ပြီပဲကြံ့ကြာနေတာမျိုးတွေဂျုံဝတ်တက်တယ်စုံဝတ်တက်တယ်အထူးတက်လေမြူးဆိုင်ပါဒီလိုတက်ကာလတမပေါ့နော်အိမ်အောင်ရှင်တွေကတော့အိမ်တွေတွေစိတ်မအေးချမ်းဘူးနော်အိမ်အောင်မကြောက်အမြင်မကြည်တာအိမ်အောင်မနဲ့ပဲစိတ်ဖြစ်စည်းစရာစိတ်တော့ကစိတ်ညစ်စရာစိတ်ပင်ပန်းစရာတွေများတော့ငယ်ရွယ်လူတွေနဲ့ပတ်သက်ပြီးတော့အခြေအနေကတော့ထူးထူးခြားခြားကန့်ကောင်းတယ်နော်မိမိချစ်သူကအဆက်အသွယ်တွေပြတ်နေတယ်ဒီဘက်တာကလည်းမပြန်လဲပြီးတော့အဆက်အသွယ်တွေပြန်ပြီးတော့ရမယ် အကျိုးပြုစီတဲ့အကျိုးပေးစီတဲ့ကဏ္ဍလေးရတော့၃ကဏ္ဍနဲ့၄ကဏ္ဍဖြစ်တယ်နော်မိမိအရေးကြီးတဲ့ပြောတဲ့ဆိုတဲ့ဆောင်ရွက်စရာသွားတဲ့လာစရာရှိတဲ့ဆိုရင်အနေအောင်ပါတဲ့ပစ္စည်းအနေအောင်ပါတဲ့အဝတ်စားလေးဝတ်ပြီးတော့သွားမယ်လာမယ်ပြောမယ်ဆိုမယ်ဆိုရင်ထူးထူးခြားခြားအောင်မြင်မှုရရှိမယ်အဲ့တော့ဒီဘက်တာကာလတွေမှာပေါ့ကံရရဲ့အထောက်ပံ့နေပေါ့နော်ရရှိအောင်မိမိအစိုးအညံ့လေးတွေပြည့်ပြည့်တော့ကံကောင်းခြင်းမင်္ဂလာတွေရရှိအောင်ဆိုလို့ရှိရင်မိမိနဲ့အနီးဆက်ဆုံးဇေဒီတစုမှာ အောင်တပြေညော့၁၇ညလှူဒန်းပြီးတော့လူရဆူတောင်းပါအားလုံးကျမ်းမာချမ်းသာပျော်ရွှင်ပါစေသက်သာမိတွေဒီဘက်တာကာလတို့တွေမှာပေါ့နော်စိတ်ပင်ပန်းမှုတွေလူပင်ပန်းမှုတွေအမှန်တန်များတယ်စိတ်ရှုပ်တွေကြစိတ်ပင်ပန်းကြစိတ်ညစ်စရာနော်ကျင်ဝတ်ဆုံးရတယ်တဲ့နော်အလုပ်တွေနဲ့ပတ်သက်ပြီးတော့ပိုးပြီးတော့ထက်ခဲတယ်မိမိရည်ရွယ်ထားတဲ့ရည်မှန်းထားတဲ့လုပ်ငန်းကံကံနေနဲ့ပတ်သက်ပြီးတော့ဝေးတော်တတ်တယ်ပေါ့နော်လုပ်ငန်းကံကံနေ ကိုယ်တိုင်ကိုကြကိုပိုင်စီးပွားရေးတွေပြုလုပ်ခြင်းနဲ့ဆိုတဲ့လူတွေဒီတစ်ပတ်ကာလမှာအကြောင်းမျိုးမျိုးတွေနဲ့လွဲချော်ပြီးတော့မပြုလုပ်တတ်ဘူးပေါ့နော်မဆောင်ရပဲဖြစ်တယ်ဒီတစ်ပတ်ကာလမှာငွေကြေးတွေနဲ့ပတ်သက်ပြီးတော့နည်းနည်းအကုန်ကြလေးတွေများတတ်တယ်စိတ်တိုင်းမကြစိတ်ပြွင့်မကြစိတ်ဖိစီးမှုတွေစိတ်ထောင်းလို့ကိုကြီးဖြစ်တတ်တယ်ပေါ့နော်ဒီတစ်ပတ်ကာလတည်းမှာတောက်ကြတော့မြေစီအေးလေးထားပြီးတော့ကောင်းအေးလေးထားပြီးတော့စဉ်းစားတွေးခေါ်ပြီးတော့ကြီးခဲ့တဲ့ဒူတွေနဲ့တိုင်ပင်နှိမ့်တော့ပြီးတော့ဆောင်ရွက်တဲ့ပါဠိပဲပြုလို့ပြုလို့ပေါ့နော် အလုတ်တရက်နေပြီးတော့ပြောင်းပြစ်ချင်တာအလုတ်တရက်နေထွက်ပြစ်ချင်တာမျိုးတွေလည်းကျင်းဝတတ်တယ်ဖြစ်နိုင်ရင်တော့ဒီလုတ်ထဲလေးမှာတည်မြဲအောင်အဆင်ပြေအောင်အတတ်နိုင်ဆုံးเนาะဖြစ်ချင်တဲ့စံတလေးတွေကိုခဏချိုးနေပြီးတော့ဒီနေရာလေးမှာလက်ရှိတည်မြဲအောင် နေနိုင်ရင်တော့အကောင်းဆုံးပါပဲเนาะဝန်ထမ်းတွေဆိုလို့ရှိရင်နေရာထိုင်ရင်းတွေပြောင်းပြစ်ချင်တာရွှေ့ပြစ်တာเนาะမိမိယာတုတိုးမယ်ဆိုတဲ့ကိစ္စတွေအကြောင်းမျိုးမျိုးတွေနဲ့လွဲချော်မှုတွေဖြစ်တယ်မိမိမှာပေါ့နော်အိမ်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့တိုးလို့တန်းလာနေတယ်အိမ်ကြီးဆောက်ဖို့လို့ကိစ္စအိမ်ဝယ်ဖို့ကိစ္စတွေရှိတယ်ဆိုလို့ရှင်နှောက်နှေးနေတတ်တယ်နော် တခုတော့ကန်ကောင်းတဲ့မိကောင်းဆွေကောင်းဆရာသမားတွေရဲ့အကူအညီကောင်းအထောက်ပံ့ကောင်းတွေတော့ဂျင်းဒီပေါ့ဒီဘက်တာကာလတွေမှာရရှိမယ်။နိုင်ငံခြားနဲ့ပတ်သက်ပြီးတော့အဆွတ်တွေကောင်းတွေပေါ်လာမယ်။ပြည်ပနဲ့ပတ်သက်ပြီးတော့တွားဖို့လာဖို့ကိစ္စတွေရှိရင်တော့အဲ့ဒီအခွင့်အလမ်းတွေအခွင့်အရေးတွေကမိမိအတွက်တည်းအဆင်ပြေ။မြေကိစ္စတဲ့နော်အမွေကိစ္စဒီအချိန်ကာလမှာဒါတွေကတော့အကျိုးပြုစီတယ်အကျိုးပေးစီတယ်ပေါ့နော်။ ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ခြေတော့အစာအိမ်နဲ့ပတ်သက်တော့ကျမ်းမာရေးလေးတွေအထူးတလဲယူဆိုင်တာအိမ်အောင်ရှိတဲ့အိမ်အောင်ရှင်တွေဒီလိုပဲတာလမအိမ်ရင်းတွေနဲ့ပတ်သက်တော့စိတ်အမြင်မကြီးတာเนาะစိတ်အခက်မတင်တာလေးတွေများခြင်းစိမ့်နဲ့မိတ်တယ်နေလို့ဖြစ်နေတတ်တယ်เนาะသူစိမ့်ကိုစိမ့်နေဖြစ်တတ်တယ်ငယ်ရွယ်လူတွေနဲ့ပတ်သက်ပြီးတော့အခြေအနေနဲ့ပတ်သက်ပြီးတော့စိတ်ပြည်စည်းမယ်စိတ်ပင်မမချစ်သူရဲ့လှည့်ပြားခြင်းတွေတော့လိန်ညာခြင်းတွေကျင်ဝတ်မဲ့အချိန်ကာလဖြစ်တယ်ဒီပတ်တာကာလတွေမှာအကျိုးပြုစေတဲ့ကဏ္ဍလေးက၈ကဏ္ဍ၅ကဏ္ဍဖြစ်တယ် မိတ်ဆွေကအကြောင်းကြောင်းကြောင်းအရေးကြီးတဲ့ပြောပြတဲ့ဆိုပြဆောင်ရွက်တရားတွေရှိတယ်ဆိုလို့ရှိရင်အစိမ်းရောင်ပါတဲ့အဝိစာဒါမှမဟုတ်ရင်ရွှေရောင်ပါတဲ့အဆောင်လေးတစ်ခုစောင်းပြီးတော့သွားမယ်လာမယ်ပြောမယ်ဆိုရင်ဂျိတ်ဒီပါအောင်မြင်မယ်ရေရယာနေနေကတော့ဒီတပတ်တာကာလတွေမှာမိမိရဲ့နေအိမ်ဖျားဒါမှမဟုတ်အနည်းဆက်ဆုံးဈေးကြီးတစုမှာနှင်းစီပန်းလေးလှူဒန်းပြီးတော့မိမိလူရှိရာစုတောင်းခြင်းအဖြစ်ကံအစွန်းညံ့နေပြီးတော့ကံရရဲ့အထောက်ပံ့များရရှိပါစေလို့ဆရာကဆုမကောင်းတောင်းပြပါတယ်အားလုံးကျမ်းမှာချမ်းသာပျော်ရွှင်ပါစေ စနေတာသမီးတွေကဒီတပတ်တာကလာမှာငွေကြီးနဲ့ပတ်သက်တော့ထူးထူးခြားခြားကန့်အခွင့်ခါအခွင့်လန်းကောင်းတွေရရှိလို့နော်ကန့်ဆမ်းမဲတွေပေါက်တာထီကြီးပေါက်တာချဲတွေပေါက်တာနှလုံးပေါက်သုံးလုံးပေါက်ဒါမျိုးတွေကျုံကစုံရမယ်နော်နာမည်ကုန်တင်နေလဲကြော်စောတဲ့အချိန်ခါကာလဖြစ်တယ်လုံတမားတွေကအဖက်ဖက်ကနေပြီးတော့ကိုကန့်ကောင်းစီတယ်မိမိကိုယ်ပွဲပေါ့နော်လူမျိုးကြားဘာသာကြားနိုင်ငံခြားနဲ့ပတ်သက်ပြီးတော့ဆက်တွေ့တဲ့ပုံကိုယ်တွေနဲ့ပတ်သက်အကူအညီကောင်းအထောက်ပံ့ကောင်းတွေရတယ် ပြည်ပနဲ့ပတ်သက်ပြီးတော့သွားခြင်းလာခြင်းနဲ့ဆိုတဲ့မိတ်ဆွေတွေထူးထူးခြားခြားအောင်မြင်မှုတွေရရှိမယ်ပေါ့နော်အလုံးနဲ့ပတ်သက်ပြီးတော့လို့ရှင်လဲဒီဘက်တာကာလဒီမှာလုပ်ငန်းတစ်တည်းချဲ့ထွင်ခြင်းတတ်တယ်လုပ်ငန်းငန်းငန်းတွေထူးထူးခြားခြားအောင်မြင်မယ်တိုးပွားမယ်တိုးတက်မယ်နောက်တစ်ခုကဓာတ်ပုံလုပ်ငန်းတွေလျှက်စစ်နဲ့ပတ်သက်တဲ့ကွန်ပျူတာပေါ့နော်ကျောက်လုပ်ငန်းဒီလိုလုပ်ငန်းတွေလုပ်နေတဲ့လုပ်ငန်းရှင်တွေဆိုရင်လုပ်ငန်းတွေထပ်ပြီးတော့တိုးချဲ့နေတာเนาะထပ်ပြီးတော့ပွားနေတာမျိုးတွေကျင်းဝဆွန်မယ်။နောက်တစ်ခုကစက်တုံနဲ့ပတ်သက်တဲ့လုပ်ချင်တဲ့မိတ်ဆွေတွေဒီဘက်တက္ကလာမှာထူးထူးခြားခြားအောင်မြင်တတ်ပါတယ်เนาะ မြေကိစ္စအမွေကိစ္စဒီလည်းထူးထူးခြားခြားအောင်မြင်ပါဒီတပတ်တာကာလတို့မှာစနေသားမြေမြေရောက်ခြံရောက်အိမ်ရောက်မယ်ဆိုလို့ရှိရင်ဈေးကောင်းကောင်းနဲ့အမြန်ဆုံးရစေတဲ့အချိန်ခါကာလဖြစ်ပါပဲအဲ့တော့ဒီတပတ်တာကာလတို့မှာမိမိတို့မိသားစုထဲမှာလည်းပေါ့နော်အလူတန်းကိစ္စတွေမင်္ဂလာတည်င်းကိစ္စတွေကျင်းဝမယ်ဆွမ်းပါဒီလိုနှမိတ်တွေကျုံပြီးစုံပြီးဆိုလို့ရှိရင်မိမိမှာပေါ့နော်ငွေကြေးနဲ့ပတ်သက်ထူးထူးခြားခြားကံကောင်းခြင်းတွေထူးထူးခြားခြားရရှိတာမျိုးတွေကျင်းဝမယ်ပေါ့နော် စာချုပ်တွေနဲ့ပတ်သက်ပြီးတော့ချုပ်ဆိုတဲ့အခါမှာအထူးတလဲတည်ထားပါပေါ့နော်ဒီပတ်တာကာလတွေမှာရိုက်ဆိုင်ထားတဲ့လုပ်ငန်းကဏ္ဍတွေဒါမှမဟုတ်မိမိဆောက်လက်ဆာအိုးအိမ်နေရာထိုင်ခင်းတွေနော်အဆိုင်ငန်းကိစ္စတွေဒါမျိုးတွေပြန်လဲပြီးတော့ပြုမှုဆောင်ရွက်ရမယ်အမတန်ကန်ကောင်းတဲ့အချိန်ခါကာလဖြစ်အိမ်တော်ရေးတွေနဲ့ပတ်သက်ပြီးတော့စိတ်ပင်ပန်းမယ်စိတ်ညစ်ရမယ်အိမ်တော်တော့ကစိတ်ဖြစ်စည်းစရာစိတ်ရှုပ်ထွေးစရာလေးတွေအိမ်တော်ရှင်တွေတည်ထားပါငွေရလူနေတဲ့တော့အမတန်ကန်ကောင်းတဲ့ဆေးဆက်ခြင်းကြောင်းလန်းခြင်းမင်္ဂလာနမိတ်တွေအမတန်ကန်ကောင်းတဲ့ ကျမ်းမာရေးတွေနဲ့ပတ်သက်ပြီးတော့အာယုံကျော်နော်ဝမ်းဘက်ဒီလိုကျမ်းမာရေးတွေဒီနည်းနည်းအညံ့ခိုက်တွေကြီးဝမယ်ဆုံးဝမယ်ပေါ့ဒီလိုတက်ကလည်းမအချိုးပြူစီတဲ့ကဏ္ဍလေးရတော့ခုံကဏ္ဍနဲ့နှစ်ကဏ္ဍဖြစ်တယ်အရေးကြောင်းနဲ့ပတ်သက်ပြီးတော့ပြောစရာစိုးစရာဆောင်ရွက်စရာတွေရှိမယ်ဆိုလို့ရှင်အပြည့်ရောက်ပါတဲ့အဆောင်ကြီးတော့မအပြည့်ရောက်ပါတဲ့အဝတ်ထည်လေးယူပြီးတော့သွားမယ်လာမယ်ပြောမယ်ဆိုလို့ရှိရင်မိမိပြောစကားတွေအောင်စေတတ်တယ်ရေရံနေနေရတော့ဒီဘက်တက္ကလာတို့မှာပေါ့နော်မိမိ အနည်းဆက်ဆုံးဈေးကြီးတစုဒါပေါ့မိနေအိမ်ဖျားမှာအုံညွန်၆ညွန်ဖျောင်းတိုင်း၆တိုင်းမွေးတိုင်း၆တိုင်းဒီလှူဒန်းခြင်းအဖြစ်မိမိလူချင်းနေတဲ့ကိစ္စဟောကောအလေးနဲ့ထားဆူတောင်းခြင်းအဖြစ်အောင်မြင်မှုအတိအကျရရှိမှာအလုံးကျမ်းမှာပြောရှင်ပါစီ